တဲ့ရက်ပိုင်းကမင်္ဂလာတောင်မြို့နယ်ဇေကဘာဝင်းထဲမှာဖမ်းဆီးရမိတဲ့မူရီစေဝါတင်ဆောင်ထားတဲ့ကွန်တိန်နာယင်ဟာကုမ္ပဏီနဲ့သက်ဆိုင်မှုမရှိဘူးလို့ကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေကဇူလိုင်လ29ရက်နေ့ရန်ကုန်တိုင်းကြက်ငိုင်ဖွံ့ဖြိုးရေးပါတီရုံးချုပ်မှာသတင်းတောက်တွေကိုပြောလိုက်ပါတယ်။မတ်ဝီမာထွန်းကတင်ပြထားပါတယ်ရှင်။မင်္ဂလာတောင်မြို့နယ်ဇေကဘာဝင်းအနီး6လမ်းသွားလမ်းမကြီးပေါ်မှာဘိန်းပေါက်နေတဲ့ကွန်တိန်နာကားတစ်စီးကို မင်္ဂလာတော်မြို့နယ်ရဲစခန်းကပြီးခဲ့တဲ့ဇူလိုင်လ28ရက်နေ့ကစစ်ဆေးရမှာငွေကျပ်သိန်းပေါင်းတန်းကျော်တန်ဖိုးရှိတဲ့မူရစေးဝါးတွေတင်ဆောင်လာတာကိုတွေ့ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိချိန်မှာကွန်တိန်နာကားပေါ်မှာမောင်းနှင်သူမတွေ့တာကြောင့် yes ခန်းကကုမ္ပဏီကိုအကြောင်းကြားပြီးဈေးကဘာဝင်းအတွင်ကိုဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ဥခင်ရွှေကပြောပါတယ်။အကဲဒီစက်မှုစုံကအကဲ2030မရောက်ခင်တည်းကအလုံးရောင်းလာတယ်။ရောင်းလာတော့အဲ့မှာဖြစ်စီတွေထုတ်တယ်။အဲ့ဒီက warehouse တစ်ခုတစ်ခုမှာတန်ရာရှိနိုင်တယ်။ဘာလို့ကားရဲ့ခေါင်းက အဆက်ယုံပဲလှည့်ထားတယ်ဆိုပြီးတော့သူကပြောတာ哦အဲဆိုရင်အန်ကေကရှာပါဆိုပြီးတော့အမှရှာလိုက်တယ်ကိုင်းနေရှာလာတော့ဒီနေ့ထိမိတာမရှိသေးဘူး နောက်တစ်ခုကတန်တရားဖြစ်เสียอ่ะไอ้ก้ามานัมเบอร์2คู่เราတွေ့တယ်ပြောတယ်နောက်တစ်ခုကก้าအပြာတစည်းอ่ะလဲไอ้น้ํามาထပ်တွေ့တယ်အလွတ်တစည်းอ่ะလဲအဲ့တော့ထင်တာတော့အင်္ဂယ်တို့ဒီအဝမှာလာပြီးတော့အမှတ်3နဲ့အင်္ဂယ်တို့ရဲ့အဝမှာလာပြီးတော့ကားချင်းလာချိန်တဲ့သဘောမျိုးသွားရှိတယ်ဘာလို့သတင်းတွေရလာတဲ့ခါကျတော့သူတို့လည်းလုံနေကြနေတူတယ်ကြည်ရလားကားလာချိန်ပြီးတော့ဘယ်ပို့မဲတော့မသိဘူးအခုချိန်ဒီမမိဘူးဆိုတော့အင်္ဂယ်ထဲမှာဆိုရင်တော့မိသွားပြီ လွန်ခဲ့တဲ့ရက်တွေကအငဲရဲကိုခွင့်ပြုချက်တောင်းပြီးတော့စီးသမားဂူတော်စီးသမားဆက်ယူနေအကုန်လုံးခွင်းနဲ့သူကထဲလိုက်တာနဲ့အနံ့ရတယ်လေခွင်းနဲ့ရှာပြီးွားပြီးအဲ့တော့မတွေ့ဘူးဆိုတော့ကြည့်ရတာတော့ကားလာချိန်နဲ့အဆင့်လောက်ပဲရှိမဲ့သဘောမျိုးသွားရှင်းဒါအပြင်မြေသိမ်းရသိမ်းအမှုတွေနဲ့ပတ်သက်ပြီးတပ်သိမ်းနဲ့တကွမပြနိုင်မဲဆွတ်ဆွဲမယ်ဆိုရင်ဆွတ်ဆွဲပြောဆိုသူတွေကိုပြန်လည်တရားစွဲဆိုသွားမယ်လို့ဥခင်ရွှေကပြောပါတယ်အပွင့်လေးဆုံးပြောရင်အငယ်မြေကြီးသိမ်းတယ်လို့နာမည်သိကြည့်တယ် အဲ့ဒီအတွက်ကိုလည်းအငယ်မြကြီးတေကသိန်းလားဆိုတာသူတို့ပြအငယ်တေကမှမသိန်းကြောင်းအငယ်လည်းပြအောင်နိုင်ငံတိုင်းမှာကြီးပွားနေတဲ့လူတွေရှိတယ် ID နဲ့ကြီးပွားတယ်စူပါမားကတ်နဲ့ကြီးပွားတယ်ဆောက်လုပ်ရေးနဲ့ကြီးပွားတယ်ခုန Land Development နဲ့ကြီးပွားတဲ့လူတွေအများကြီးရှိတယ်အဲ့ဒီထဲမှာအငယ်ကဆောက်လုပ်ရေးနဲ့ Land Development နှစ်ခုလုပ်တဲ့ပြီးကြီးပွားလာတယ်အဲ့ဒါကိုအငယ်ဘယ်လိုလုပ်လဲဆိုတာအတူယူဖို့ပဲကောင်းတယ် ဘာလို့ပုတ်ခတ်ဖို့မကောင်းဘာပုတ်ခတ်တယ်ဆိုတော့လေနိုင်ငံရေးတဲ့ရောက်သွားတဲ့ကြောင့်ပုတ်ခတ်တယ်။အဲကြောင့်အငွေအများအန်းပြောနေတယ်။အငွေရတဲ့ငွေအလုံးဟာ100% white money ဖြူတယ်။အခွန်ကလည်းနှစ်တိုင်းပေးနေရတယ်။အလူတားလည်းတစ်နှစ်ကို4000 5000ပေးနေရတဲ့အနေအထားမျိုးရှိတယ်။ဒါကြောင့်နောက်ဆိုရင်ဈေးကမြေသိမ်းတယ်မပြောနဲ့။သိမ်းတယ်ပြောရင်သက်တည်ပြ။မပြနိုင်ရင်တရားစွဲမယ်။အဲဒီလိုတော့ကြွေးကြော်တာပဲ။ ခင်ရွှေဟာနိုဝင်ဘာလ၈ရက်နေ့ကျင်းပမဲ့ရွေးကောက်ပွဲမှာပြည်အောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနဲ့အမှတ်၈အမျိုးသားလွှတ်တော်နေရာကိုဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ ်ပရိုတော90စဖြစ်တဲ့ဒီနေ့ထိအဲ့ဒီမြို့နယ်သုံးမြို့နယ်ပေါ့ရိကတွန်ဒေကောက်မှုကွန်ကြံဂုံးမှာအကဲလူမှုရေးဘာသာရေးအဲ့ရပညာရေးအကုန်လုံးလုပ်နေတယ်အခုမကြခင်တော့ပညာရေးကိစ္စတွေနောက်သူတို့ရဲ့လမ်းပန်းဆက်သွယ်ရေးနောက်တော့သူတို့ရဲ့မီးယာရှိအကုန်အကဲတောက်လျှောက်လုပ်နေတဲ့အတွက်ကြောင့်အကဲအတွက်ပူစရာမလိုဒီသုံးမြို့နယ်ဟာနောက်တစ်ခါကော့မှုမှာဆိုလဲလဲအန်ဒီဒေါ်စုကျင်နဲ့ပေါင်းပြီးတော့အကဲဆောင်ရွက်နေတယ် နောက်ဒလာမှာကြတဲ့အခါကျတော့လွန်ခဲ့တဲ့နှစ်နှစ်ကတနုပရာကြီးအငယ်တယ်လိုက်တယ်ဆဲလာပဲကြတယ်စိတ်ကြီးခဏောင်တူဒါလည်းအငယ်သွားရင်းလာရင်းလုံနေတယ်နောက်တခါကိုကိုကျိုးဆက်လုံမဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်အငယ်အတွက်ပူစရာမလိုဘူးဥခင်ရွှေဝင်ရောက်ရှင်ပြိုင်မဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေအမှတ်ရှစ်မှာတွန်တေးကော်မူကွန်းကြံကုံစိတ်ကြီးခဏောင်တို့ဒလနဲ့ကိုကိုကျွန်းစတဲ့မြို့နယ်6ခုပါဝင်တာဖြစ်ပါတယ်ရှင်